ညာအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအားလုံးအတွက်အမှုပညာမူကောင်းငင်အစီအစဉ်ရဲ့အင်္ဂါနေ့ဒီနေ့အစီအစဉ်ကိုခိုင်ချုံတင်ဆက်ပေးပါတော့မယ်ဒီနေ့အစီအစဉ်မှာဆိုရင်လေပရိသတ်တွေအားလုံးကအမှုပညာရေဝန်းကထူးခြားတဲ့မြင်ကွင်းတွေအများကြီးကိုတွေ့မြင်အောင်ပါပါဒီနေ့မှာတွေ့မြင်ရမယ့်မြင်ကွင်းတွေကိုခိုင်ချုံကြိုပြီးတော့ပြောပြပေးကြပါမယ်အဲ့ဒီမြင်ကွင်းတွေကတော့ Mr. of Myanmar Organization ရဲ့ Mr. Global Myanmar 2015 Menlu ရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲခန်းနာမြင်ကွင်းတွေရဲ့နောက်ပြီးတော့ Watercolor 2015အရှိုဒီအခမ်းအနားကမြင်ကွင်းနေရယ်နောက်ပြီးတော့ဂျိုးဆက်ရဲ့ရှိနေခွင့်တင်းအယ်ဗန်စာနယ်ဇင်းမိတ်ဆက်ပွဲခမ်းနားမြင်ကွင်းနေရယ်နောက်ပြီးတော့ရိုက်ကွင်းနောက်ကွယ်ရာအမှတ်တရတွေရယ်ပြီးတော့ရုပ်ရှင်ကြိုင်းနှစ်သက်တဲ့ပရိသတ်တွေအားလုံးအတွက်လည်းဒီနေ့မှာဆိုရင်လက်တလုံးမှာရုံတင်နေတဲ့ရုပ်ရှင်စီးရင်နေရယ်ဒါရီအများကြီးကိုဒီကနေ့အမှုပညာမှုကောင်းငင်အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးအောင်မလို့ပရိသတ်တွေအားလုံးကအခုပဲခိုင်ချိုးရဲ့အမှုပညာမှုကောင်းငင်အစီအစဉ်ကိုဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြအောင်လားရှင် ပညာမှုကောင်းငယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအားလုံးအတွက်ပထမအဆုံးအနေနဲ့တင်ဆက်ပြသပေးမယ်။မြင်တွင်ကတော့ Mr. မြန်မာ Organization ရဲ့ Mr. Global မြန်မာဖြစ်တဲ့ဒီ2015ဖြစ်တဲ့ပေါ့နော်။မင်းလူလူရဲ့စာနေစင်းမိတ်ဆက်ပွဲခန်းနာဒီခန်းနာမြင်တွင်ကိုတင်ဆက်ပေးမှာပါ။ဒီခန်းနာကိုဆိုရင်တော့ Orchid Hotel မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေအားလုံးအတွက်ခိုင်စုတငငချင်းလေးရနာနေပြီးတော့တင်ဆက်ပေးမှာပါ။အဲ့တော့ဒီခန်းနာမြင်တွင်ရောဘလို့ထူးခြားတဲ့မြင်တွင်တွေကိုပရိသတ်တွေတွေ့မြင်ရစီမလဲ။ပရိသတ်များကိုယ်တိုင်မြင်အခု ပဲရှုစားကြည့်ကြမယ်နော်အနုပညာမိုးကောင်းငယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကိုကြည့်ရှုအားပေးနေကြတဲ့အနုပညာမိုးကောင်းငယ်ပရိသတ်များအတွက်တင်ဆက်ပေးသွားမှာကတော့ Orchid Hotel မှာကျင်းပပြုလုပ်နေတဲ့ Mr Global Myanmar 2015 Min Lulu ကိုစာနယ်ဆိုင်မိတ်ဆက်တဲ့အခမ်းအနားပဲဖြစ်ပါတယ်ဒီနေ့ရဲ့အခမ်းအနားကနေပြီးတော့ Mr Min Lulu ကအနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုခြားပြမှာဖြစ်ပြီးတော့ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပါပရိသတ်များအတွက်အစွန်းလင်းလင်းနဲ့တင်ဆက်ပေးသွားမှာပါ Misters of Myanmar Organization ရဲ့ဒုတိယအကြိမ်မြောက်ဆင်တင်ပေးလိုက်တဲ့ Mr Global Myanmar 2015မင်းလူလူကိုစာနယ်ဇင်းများတွဲဆုံမိတ်ဆက်တဲ့ပွဲခမ်းနားကိုတော့စာနယ်ဇင်းမီဒီယာများမှာတာဝန်ရှိသူတွေစုံလင်စွာနဲ့တက်ရောက်ခဲ့ကြပါတယ်။အကိုရေမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါဗျ။ဟုတ်ကဲ့ပါအကိုပြိုင်ပွဲဝင်ဖြစ်ခဲ့ပုံနဲ့အကိုဒီစုကိုရရှိဖြစ်ခဲ့ပုံပေါ့နော်ပြောပြပြပါအောင်ရှင်။ဟုတ်ကဲ့။ဒီကနေ့တော့ကျွန်တော်ကဒီ ကိုစရံပြုလုပ်ခဲ့တဲ့2013ခုနှစ်ကကျွန်တော်ဒီကိုကိုင်းမှာဝင်လာစုရဲ့ depressed body စုရဲ့ရခဲ့ပူတာပါနော်အခုဒီနေ့က2014မှာရတဲ့ကိုကိုင်းမှာရတဲ့သူကိုနိုင်ငံခြားဒီပြိုင်ပွဲဆေးလွတ်ဖို့စီစဉ်ခဲ့ပေမဲ့သူနဲ့သူလည်းအကြောင်းမျိုးကြောင့်ပြတ်သွားပြီးတော့ဒီနေ့ဟို2014ကကျွန်တော်ပြန်ရမယ့်ဥစ္စာဒီနေ့မှကျွန်တော်ပြန်ထပ်ပြန်ပြစ်တဲ့သဘောဖြစ်တော့ပါဟုတ် ဟုတ်ကဲ့ပါကိုအရင်တော့ကလည်းကိုကအနုပညာလူတွေလောက်ခဲ့တယ်ပေါ့နော်အခုတခါဒီမစ္စတာဆိုတဲ့ဘွဲကိုလည်းရားတဲ့အခါမှာကိုအနုပညာလူတွေကိုဒီထက်ပိုပြီးတော့ဘယ်လိုပုံစံမျိုးတွေချက်ထင်ပြီးတော့လုပ်သွားမလဲရှင်အရင်တော့ကတော့ကျွန်တော်ဟွာလေးလောက်ဖြစ်ခဲ့တယ်မော်ရရှူ၆တယ်ပေါ့နော်နောက်ပြီးတော့တချင်းကွေလေး group ကွေလေးလောက်တယ်ပြီးတော့ scan အနေနဲ့30နကားလောက်ရှိကျွန်တော်ရိုက်ခဲ့ဘူးတယ် duty ကနကားယုံတင်ကားပေါ့နော်နကားရိုက်ခဲ့ဘူးတယ်အခုကတော့ဒီပြိုင်ခွင့်တော့တယောက်ချင်းပြိုင်မှာပေါ့ဟုတ် ုတ်ကဲ့ပါကိုခုလိုမျိုးဖြေချပေးသားတဲ့အတွက် MRT4 မှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်မင်းလူလူအားဆိုရင်မော်ဒယ်လောကမှာဒါမကပြယုဆောင်ပညာဂီတပညာတို့နဲ့ပါအမှုပညာလောကနဲ့စင်းသူတယောက်လည်းမဟုတ်ခဲ့ပါဘူးမျော်လင့်ခြင်းအလင်းနှံဆိုတဲ့ DL ဘန်တို့ရှိထားသူတယောက်ဆိုတာကိုလည်းအမှုပညာမိုးကောင်းငယ်ပြည်သက်တွေတိမာပါ လာမယ့်26ရက်နေ့တွားရရှင်ပြိုင်ရမှာဖြစ်ပြီးမက်လ9ရက်နေ့မှာ final ရှင်ပြိုင်တွားရမှာပဲဖြစ်ပါတယ်ကျမမှာဆိုရင်လေ traditional dress အနေနဲ့ကချင်ရိုးရာဝတ်စုံကိုခေတ်မြင်တဲ့လိုက်လျောညီတွေဖြစ်အောင်ပြင်ဆင်ပြီးရှင်ပြိုင်တော့မှာဖြစ်တယ်လို့သိရပါဗျာ။ မြန်မာကုစားပြုအနေနဲ့ရယူထားနိုင်ခဲ့တဲ့ Mr. Global မြန်မာပြိုင်ပွဲမှာထပ်မံဝင်ရောက်ရှင်ပြိုင်သွားမဲ့ Mr. တယောက်အနေနဲ့စိန်ခေါ်မှုတွေကို ရှင်ပြိုင်ကျော်ဖြတ်သွားမဲ့အကြောင်းနှွေးပညာမှုကောင်းငယ်ပရိသတ်တွေသိရှိစေနိုင်မှုအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ အနုပညာမိုးကောင်းငယ်ပရိသတ်များအတွက်အခုတင်ဆက်ပေးခဲ့တာကတော့ Mr Global မြန်မာ2015မင်းလူလူရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့အခမ်းအနားကနေပြီးတော့ Mr မင်းလူလူက80ဆောင်းရက်သားမဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ပရိသတ်များကိုခြောက်ပြခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့အခမ်းအနားကိုကြည့်ရှုအားပေးနေကြတဲ့အနုပညာမိုးကောင်းငယ်ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ပျော်ရွှင်မွေးရနေပြီဒီနေ့ဖြစ်ပါစေရှင်။ပရိသတ်တွေအားလုံးအတွက်အခုပထမအဦးဆုံးတင်ဆက်ပေးသွားတဲ့အနုပညာနဲ့ပတ်သက်တဲ့အခမ်းအနားအမြင်ကွင်းတစ်ခုကိုပရိသတ်တွေက ရှုစားပြီးတော့ပြီဆိုတော့နောက်တစ်ထပ်မှန်ပြီးတော့ရှုစားမှာကြတော့ Act Show ဒီအခမ်းအနားမြင်ဝင်တကူပါခဏနေကြရင်ပြန်လာပြီးတော့တင်ဆက်ပေးမယ်နော်